အားလုံးမင်္ဂလာပါ။နော်လီမန်ချန်နယ်ကနေကြိုဆိုပါရစေ။ဒီကနေ့ကျွန်တော်မျှဝေပေးသောမယ့်အကြောင်းအလေးကတော့မော်လောင်းနေရဲ့အကျိုးအာနိသင်22မျိုးအကြောင်းပဲဖြစ်ပါတယ်။မော်လောင်းနေရာဆိုရင် ကျွန်တော်တို့သိရှိကြပြီးဖြစ်တဲ့အတိုင်းအစိမ်းစားခြင်းဖြစ်စေ၊ပြုတ်စားခြင်းဖြစ်စေ၊ချက်ပြုတ်ကြော်လော်စားခြင်းဖြစ်စေ၊ဖျော်ရည်လွတ်တောက်ခြင်းဖြစ်စေမိမိကျန်တဲ့တရားနေကိုရွေးချက်ကစောင့်တုံးရပါတယ်။ဒါဆိုကျွန်တော်တို့မော်လောင်းနေရဲ့အကျိုးအာနိသင်တွေအကြောင်းကိုလေ့လာကြည့်လိုက်အောင်။နံပါတ်1 အမြင်အာရုံကောင်းမွန်စေခြင်းမော်လောင်းနေရာဆိုရင်မျက်လုံးအတွက်အကောင်းဆုံးအားစေဖြစ်ပါတယ်မော်လောင်းနေမှာပါဝင်တဲ့ဗီတာမင် A ဟာအမြင်အာရုံဆိုင်ရာပြဿနာတွေကိုလျှော့ချပေးပါတယ်မော်လောင်းနေကိုပုံမှန်စားသုံးပေးတာဟာအတွင်းတိမ်ဖြစ်ပွားမှုကိုလျှော့ချပေးပါတယ်ဗီတာမင် A ကြွယ်ဝစွာပါဝင်တာကြောင့်မျက်လုံးကျန်းမာရေးကိုအထောက်အကူပြုသလိုမျက်လုံးကိုနေရောင်ခြည်ထံမှလည်းကာကွယ်ပေးထားပါတယ်နံပါတ်1ရောင်ရမ်းမှုကိုတတ်တာစေခြင်းမော်လောင်းနေရာဆိုရင် ရောင်ရမ်းမှုတက်တာစေတဲ့ဆေးတွေကဲ့သို့အာနိသင်ရှိတာကြောင့်မွန်လောင်းညီစားသုံးပေးလို့ရှိရင်ရောင်ရမ်းမှုကိုညွတ်နေစေနိုင်ပါတယ်။နံပါတ်3နှလုံးရောဂါဖြစ်ပွားခြင်းမှာကာကွယ်ပေးခြင်းမွန်လောင်းညီဟာနှလုံးရောဂါဖြစ်ပွားမှုကိုအထူးညွတ်နေစေပါတယ်။မွန်လောင်းညီမှာပါဝင်တဲ့အမြင့်ဓာတ်များကကိုယ်လေးချိန်ကိုထိညိပေးပြီးကျန်းမာစေကာနှလုံးရောဂါဖြစ်ပွားမှုကိုလျှော့ချပေးနိုင်တာဖြစ်ပါတယ်။မွန်လောင်းညီကိုနေ့စဉ်စားသုံးပေးခြင်းဖြင့်နှလုံးရောဂါဆိုင်ရာများကိုကာကွယ်ပေးနိုင်ရုံသာမကား နှလုံးကျန်းမာရေးကိုလည်းအထူးကောင်းမွန်စေပါတယ်။နံပါတ်၄ကိုယ်ခံအားကောင်းမွန်စေခြင်း။မော်လောင်းနေမှာပါဝင်တဲ့ဗီတာမင် C ဟာကိုယ်ခံအားစနစ်ကို တိုးမြင့်ပေးနိုင်စေပြီးယောဂကူးစက်ခြင်းတွေကိုတားဆီးပေးပါတယ်။မော်လောင်းနေရာတည့်ရက်ကုံဆုံးသွားတဲ့အာရုံတွေကိုပြန်လည်ပြူဝလာစေရန်အတွက်ကောင်းကောင်းအထောက်အကူပြုပေးတဲ့အသီးတစ်မျိုးလည်းဖြစ်ပါတယ်။နံပါတ်၅သွေးရောယောဂကိုတတ်တာစေခြင်းမော်လောင်းနေကိုပုံမှန်စားသုံးပေးမယ်ဆိုလို့ရှိရင်သွေးရောယောဂကိုလည်းတတ်တာပျောက်ကင်းစေနိုင်ပါတယ်။ နံပါတ်6ဝမ်းချုပ်ခြင်းမှာကောက်ွယ်ပေးခြင်းမော်လောင်းနီမှာအမြင့်တက်ပောင်းဝင်မှုများပြားတာကြောင့်ဝမ်းကိုမှန်စီပြီးဝမ်းချုပ်ခြင်းကိုလည်းတတ်တာစေနိုင်ပါတယ်။နံပါတ်9ကိုလေးချိန်ကြားစေခြင်းမော်လောင်းနီဖြော်ရေးမော်လောင်းနီတုပ်တို့ကိုစားပေးခြင်းဖြင့်ကိုလေးချိန်ရော့ကြစေတာကြောင့်ဝိတ်ချနေတဲ့ပြူမင်များအတွက်မဖြစ်မနေစားသုံးပေးသင့်ပါတယ်။နံပါတ်10အဆုပ်အအားကောင်းစေခြင်းမော်လောင်းနီကိုပုံမှန်စားသုံးပေးမယ်ဆိုလို့ရှိရင်အဆုပ်ကိုလည်းအားကောင်းစေပါတယ်။ နံပါတ်9အသားရည်ကိုလှပစေခြင်းမော်လောင်းနီမှာဗီတာမင် A ပါဝင်တဲ့အတွက်အရည်ပြားဆက်ပြည့်စုံမှုကိုကာကွယ်ပေးနိုင်ပြီးနေရောင်ခြည်တံကနေလည်းကာကွယ်ပေးတဲ့အတွက်အသားရည်ကိုနှုတ်ပြူစေပါတယ်နံပါတ်10အစာချေစနစ်ကိုကောင်းမွန်စေခြင်းမော်လောင်းနီမှာပါဝင်တဲ့ဗီတာမင်နဲ့အင်ဇိုင်းတို့ဟာအစာချေဖို့အတွက်အဓိကထောက်ပံ့ပေးပါတယ်မော်လောင်းနီကိုပုံမှန်စားသုံးပေးခြင်းအပြင်အစာချေစနစ်ကိုကူညီပေးပြီးအစာအိမ်နာယောဂမှလည်း ကောက်ွယ်ပေးပါတယ်။နံပါတ်၁သွေးသားတန့်စီခြင်းမွန်လောင်းနေရဆိုရင်သွေးသားကိုတန့်စင်စေတဲ့အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။နံပါတ်၂ခန္ဓာကိုယ်အတွင်းမှာသွေးဖိအားကိုညွတ်နေစေခြင်းမွန်လောင်းနေမှာပါဝင်တဲ့ဓာတ်တွေကခန္ဓာကိုယ်အတွင်းမှာရှိတဲ့သွေးဖိအားကိုလည်းညွတ်နေစေပါတယ်။နံပါတ်၃ကတွင်းကျန်းမာရေးအတွက်ကောက်ွယ်ပေးခြင်းမုံလောင်းနေစားပိတာဟာသွားမှာအခါမောင်းဖြစ်တာကိုကောက်ွယ်ပေးနိုင်ပြီးသွားတွေကိုကျန်းမာတတ်ရှင်းစေပါတယ်။ဒါကြောင့် ကတွင်ကျမ်းမာရေးအတွက်အရန်ကိုအကျိုးကျေးဇူးများပါတယ်။နံပါတ်၁သွေးတွင်တကြားဓာတ်ကို ထိမ့်ညှိပေးခြင်းမုံလောင်းနေကိုပုံမှန်စားသုံးပေးခြင်းအဖြစ်သွေးတွင်တကြားဓာတ်ပောင်းဝင်မှုကိုထိမ့်ညှိပေးနိုင်ပါတယ်။နံပါတ်၅ကင်ဆာယောဂါကိုကာကွယ်ပေးခြင်းမုံလောင်းနေမှာပောင်းဝင်တဲ့ဓာတ်တွေကကင်ဆာယောဂါဖြစ်ပေါ်မှုကနေကာကွယ်ပေးနိုင်ပါတယ်။ဆေးလေသတုတွေလည်းမုံလောင်းနေကိုများများစားပေးလိုက်ရင်အဆုတ်ကင်ဆာဖြစ်ပေါ်မှုကိုတိတိတသာရွတ်နယ်စေတယ်လို့ဆိုပါတယ်။ ဒါအပြင်စီးကျဲကင်ဆာဖြစ်ပွားမှုကိုလည်းလျှော့ချပေးပါတယ်။နောက်ထပ်လိလတွေးရှိမှုတွေရတော့ဥမကြီးကင်ဆာနဲ့သွေးကင်ဆာပါဝင်အစာရင်ကင်ဆာဖြစ်ပွားမှုကိုလည်းလျှော့ချတယ်လို့သိရှိရပါတယ်။နံပါတ်16အသည်းကိုအားကောင်းစေခြင်းမော်လောင်းနီမှာပတ်ဝန်းကျင်ကအစိတ်အောက်တွေကိုဖြည့်ရှင်းပေးနိုင်တဲ့ဂုဏ်သတ္တိတွေပါဝင်ပြီးအသည်းကို အပြည့်အဝကျန်းမာစေပါတယ်။နံပါတ်18ကိုလက်စတောရောကျစေနိုင်ခြင်းမော်လောင်းနီရဆိုရင် အမြင့်တက်ကျွယ်ဝတာကြောင့် မလိုအပ်တဲ့အဆီပိုတွေကိုလက်စထရောတွေကိုလည်းပျော့ချစေနိုင်ပါတယ်။နံပါတ်၈ကလေးများအတွက်အာဟာရဖြည့်စေခြင်းကလေးငယ်များအသက်6လပြည့်လို့ဖြည့်ဆက်စွာကြွေးတဲ့အခါမွန်လောင်းတွေကိုထည့်ကြွေးခြင်းဖြင့်ကလေးများလိုအပ်တဲ့ဗီတာမင်ဓာတ်ကိုရရှိစေပြီးဘက်တီးရီးယားပိုးမွားတွေနဲ့ကုသရောဂါတွေကိုကာကွယ်ပေးတဲ့အပြင် ကလေးများရဲ့အမြင်အာရုံကိုကောင်းမွန်ကြည်လင်အောင်ထောက်ပံ့ပေးပါတယ်။နံပါတ်၁၉စိတ်ဖိစီးမှုကိုလျော့ချစေခြင်း မုံလောင်းနေရဆိုရင်စိတ်ဖိစီးမှုကိုတိတိတတ်တာရော့ကြစေတဲ့အစွမ်းတက်တိတွေလည်းရှိပါတယ်။နံပါတ်20အိုမင်းရရမှုကိုရော့ကြစေခြင်းမုံလောင်းနေမှာအန်တီအောက်ဆီဒင့်တွေပါဝင်လို့အသားအရေကိုနူးနူးညံ့ညံ့နဲ့လှပစေပြီးတော့အရေပြားတွတ်တာကိုလည်းအပြည့်အဝကောက်ွယ်ပေးတဲ့အတွက်အရွယ်အိုမင်းမှုကိုရော့ကြစေပြီးအရွယ်တင်နှုတ်ပြူစေပါတယ်။နံပါတ်21မှတ်ဉဏ်အားကောင်းစေခြင်းမုံလောင်းနေမှာတိမြင့်မှုဆိုင်ရာလှုပ်ဆောင်ချက်တွေကိုတိုးတက်စေပြီး တက်လက်ပိုင်းအရွယ်ကဆလို့တိမြင့်မှုဆိုင်ရာလှုပ်ဆောင်ချက်ရော့ကျလာတာကိုတားမြစ်ပေးနိုင်ပါတယ်။ဒါအပြင်ကိုလက်စထရောကိုရော့ကျစေပြီးမှတ်ညံကိုတိုးတက်စေပါတယ်။